မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 17ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြပါတီမြို့မှာရှိတဲ့စစ်ကောင်စီရဲ့နောက်ဆုံးစစ်စခန်းဖြစ်တဲ့ခလာယာ205အပါအဝင်စစ်ကောင်စီရဲ့တပ်စခန်းတွေအားလုံးကိုအပိသက်သိမ်းပိုက်ရရှိလိုက်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကဥဆောင်ပြီးတော့ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေကမြောက်ဝတီမြို့မှာနောက်ဆုံးကြံရှိတဲ့ အာနာသိန်းအကြက်ဖက်စေကောင်စီတက်ရဲ့ခလာရ2.5တက်စခန်းကို လက်နက်ချညံ့ခံဖို့အတွက်အခွင့်အရေးပေးခဲ့တော်လဲအဲ့ဒီတက်စခန်းကလက်နက်ချညံ့ခံခြင်းမရှိဘဲနဲ့စစ်ကူတွေလာရောက်နိုင်ဖို့အတွက်ခုခံတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ AP လ10ရက်နေ့မှာစတင်ထိုးစစ်ဆင်ခဲ့ရာ AP လ17ရက်နေ့မနက်4:20မိနစ်မှာအပိသက်သိမ့်ပိုက်နိုင်ခဲ့ပြီးတော့လက်နက်ခဲယမ်းအများအများကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။အခုချိန်မှာမြောက်ပြည်မြို့မှာရှိတဲ့အာနာသိန်းအကြမ်းဖက်စစ်ကောင်စီရဲ့တက်စခန်းတွေအားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တဲ့အတွက်ကြံရှိနေတဲ့စစ်ကောင်စီရဲ့အကျဉ်းကြံတွေကိုရှင်းလင်းမှုတွေကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါဗျ။ပြည်သူလူထုတွေအနေနဲ့ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိဘဲနဲ့ပူးပေါင်းလှုပ်ဆောင်မှုများကိုပြုလုပ်ပေးကြဖို့အတွက်အတိပေးရပါတယ်လို့ KNU ကကြေညာထားပါတယ်။အကြမ်းဖက်စစ်ကောင်စီကတော့ဒီကနေ့မွန်လွယ်ပိုင်း၁၇နာရီဝန်းကျင်အချိန်မှာတိုက်လေရင်နဲ့ပေါင်900ဘုံးကိုမြောက်ရီမြို့ပြင်ကိုလာရောက်ကျဲချခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တရင်ကတော့မြောက်ရီမျိုးဆောင်တက်ခလာရ295ကအရာရှိကြီးတွေအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်တရာထက်မနည်းဟာအမှတ်နှစ်ချစ်ကြည်ရိတ်တရားမှာထိုင်းနိုင်ငံဘက်ကိုခိုလုံဖို့အတွက်တောင်းခံနေကြတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ခလာရ295တပ်ဖွဲ့ဝင်တွေတနက်တွေနဲ့အမှတ်နှစ်တရားမှာခိုလုံခွင့်ရဖို့အတွက်ရောက်နေကြပြီလို့ကြားတယ်အဲ့ဒါတနက်တွေပါလာတော့ထိုင်းနိုင်ငံဘက်ကအခုခိုလုံခွင့်ပေးမပေးကိုညှိနေကြပြီလို့ပြောတယ်ထိုင်းတရင်တော့တွေအကုန်လုံးကတော့အမှတ်နှစ်တရားကိုပြေးနေကြပြီလို့ မဲဆောက်အခြေစိုက်တရင်အရင်မြစ်ကပြောကြားလာပါတယ်အရာရှိကြီးတွေရောဒဏ်ရာရတဲ့သူတွေကိုအားလုံးပါတယ်အမှတ်နဲ့တရားမှာအားလုံးအရောက်ဝက်လဲပေးပြီးပါလာတဲ့တနက်တွေကိုတော့ထိုင်းစစ်တပ်ကိုအတ်မယ်လို့ပြောတယ်ထိုင်းစစ်တပ်ကလည်းဝင်ခွင့်ပေးမပေးတော့မသိရသေးဘူးညှိနှိုင်းပြီးတော့လမ်းဖွင့်ပေးလိုက်တယ်လို့တော့သိထားတယ်မင်းညကလေးကထွက်သွားကြတာလို့စီရေးတရင်အရင်မြစ်ကရှင်းပြထားပါတယ်လက်တလုံးမှာထိုင်းစစ်တပ်ကအမှတ်နဲ့ချက်ကြီးတရားမှာအင်အားအလုံးရင်းနဲ့လုံခြုံရေးတွေတုံ့ပြန်ချထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းတိုက်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်မြကြီးနားဖားကန့်လမ်းပေါ်မှာရှိတဲ့စစ်ကောင်စီအင်အား200ကျော်တပ်ဆွဲထားတဲ့နန်ယားစစ်ကောင်စီဂိတ်စခန်းကိုနှစ်ရက်ကြာတိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာ KIA ကတိမ့်ပိုက်ရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ9ရက်နေ့မနက်6နာရီအချိန်ကစတင်ပြီးတော့ KIA ဦးဆောင်တဲ့မဟာမိတ်တပ်တွေကမြကြီးနားဖားကန့်လမ်းပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့နန်ယားစစ်ကောင်စီဂိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီကလေကြောင်းနဲ့တိုက်ခိုက်ခြင်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ခြင်းတွေနဲ့အသေးအတန်ခုခံခဲ့တော့လေအေပီလာ၁၀ရက်နေ့ညပိုင်းမှာအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနန်ယာဂိတ်ဟာဖားကန့်ကိုလာတဲ့ခရီးသည်တင်ကားများ၊ကုန်ကားများအားလုံးကိုပိတ်ဆို့ဆစ်ဆီးတဲ့အဓိကစစ်ကောင်စီဂိတ်စခန်းကြီးတစ်ခုဖြစ်ပြီးတော့အဲ့ဒီစခန်းမှာစစ်ကောင်စီအင်အား200ကျော်တပ်ဆွဲထားတယ်လို့သိရပါတယ်။စစ်သားများပြည်သူစစ်များနဲ့ဌာနဆိုင်ရာဝန်ထမ်းများအားလုံးဆစ်ဆီးကြတဲ့စူပေါင်းဂိတ်စခန်းကြီးလည်းဖြစ်တယ်လို့သိရပါတယ်။ စခန်းကတော့ရပါပြီညာပိုင်းကရထားတော့ရှင်းလင်းရေးတော့မလုပ်ရသေးဘူးစစ်ခွေးတွေကတော့ထွက်သွားပြီစစ်ကောင်စီရဲ့တိုက်လေရေနေနဲ့ဘုံလာကျဲနေတဲ့ဂျားတွေကတင်းလိုက်တာလက်နဲ့ခေရန်တင်းစီရရှိမှုနဲ့ခွေးသေးစည်ရင်ကိုတော့ဒီနေ့မနက်ပိုင်းနေမြေရှင်းလင်းရေးလုပ်ပြီးမှသိရမယ်စခန်းကိုတော့တရားရာဂိုင်းနှုံတင်းပိုက်ပြီးစီးပါပြီလို့ KIA ရဲ့ရှေ့တန်းသတင်းရေးမြစ်ကရှင်းပြထားပါတယ်ဖားကံမျိုးနဲ့နန်ရားရွာမှာစစ်ကောင်စီတပ်ကတပ်ဆွဲထားတဲ့အတွက်ကြောင့်နန်ရားစစ်ကောင်စီဂိတ်စခန်းလို့ခေါ်တွင်ခဲ့ခြင်းဖြစ်ပြီးတော့ ဖားကန့်မြို့ကနေမိုးကောင်းမြေကြီးနားကိုတွားလျင်တော်၎င်းမြေကြီးနားကနေဖားကန့်ကိုတွားလျင်တော်၎င်းခရီးသည်များကုန်တင်ကားများခရီးတထောင်နားကြတဲ့ဂိတ်စခန်းကြီးဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်ဂျားဖြတ်ပြီးအခုညီတောင်းကျင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းတွေကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးခဲ့ကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာအတင်းအဓမ္မစေခိုင်းတတ်တဲ့အာနာရှင်စနစ်ကိုယုံမုန်းတဲ့ channel ဖြစ်တဲ့အတွက် လူချင်းမင်းတို့အတွက်အစဉ်ပြေမှ subscribe လုပ်ပေးခဲ့ကြပါအတင်းမတောင်းဆိုပါဘူးအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်အီလာလေဒတ်စခန်းကိုဒီကနေ့မနက်အစောပိုင်းမှာ short tight တုံး၅လုံးကြောက်ရောက်ပေါက်ွဲပြီးတော့လေရင်တွေထားတဲ့ဟန်ကာအဆောက်အုံတွေထိခိုက်ပျက်စီးပြီးတော့ main online နဲ့စစ်ကောင်းဆောင်တွေအတွက်ဆောက်လုပ်ဆဲဖြစ်တဲ့ဗကြံမန်တပ်ဟာလည်း ်ပြိုကျသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AB လ17ရက်နေ့မနက်4:50မိနစ်အချိန်မှာနေပြည်တော် A လာလေတဲ့အတွင်းကိုရှော့တိုက်တုံး၅လုံးကြက်ရောက်ပောက်ကွဲခဲ့ပြီးတော့လေယာဉ်တွေထားရှိတဲ့ဟန်ကာအဆောက်အုံတွေထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ရှော့တိုက်တုံးတလုံးဟာဒကြံကာလမင်းအောင်လိုင်းနဲ့စစ်ကောင်းဆောင်တွေအတွက်ဆောက်လုပ်ဆဲဖြစ်တဲ့ဒကြံမန်တက်အနီးကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့မန်တက်ဟာလည်းပျက်စီးခဲ့ရတယ်လို့သိရပါဗျ။နေပြည်တော်အီလာလေတက်တစ်ခုလုံးရှော့တိုက်တုံးကြောင့်ဒီနေ့မနက်အစောပိုင်းမှာအကုန်လုံးလန်နိုးခဲ့ရတယ်လို့သိရပါဗျ။ လက်ရှိမှာစေရဟိုင်အနေနဲ့ short တိုက်တုံးပြစ်ခတ်ရနေရာတွေကိုရှာဖွေနေစေဖြစ်တယ်လို့သိရပါဗျ။နေပြီးတော့အီလာလေတဲ့ကြံမန်းတက်မှာမင်းအောင်လိုင်းလာရောက်မှာဖြစ်ပြီးတော့အဆိုတော်ယုံလေး G Fat Ice Cold Super Ultra အဆိုတော်နဲ့ရုပ်ရှင်မင်းသားမင်းသမီးတွေလာရောက်ဖို့ဖိတ်ခေါ်ထားကြောင်းကိုလည်းသိရပါဗျ။ short တိုက်တုံးကိုပြစ်ခတ်ခဲ့တဲ့ Brave Warriors for Myanmar BWM တပ်ဖွဲ့ကတော့အကြမ်းဖက်စစ်ကောင်စီရုံးဆိုင်ရာနေပြီးတော့မှရှိတဲ့အီလာလေတဲ့စခန်းကိုတရခုံမမ short တိုက်တုံးခွနလုံးနဲ့ပြစ်ခတ်တိုက်ခဲ့ရာ လေတပ်အရာရှိတဲ့တပ်သားတချို့ထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်လို့ထုတ်ပြန်ပြောဆိုထားပါတယ်။ဒီကနေ့ AP လ17ရက်နေ့မနက်4:45မိနစ်အချိန်ခန်းကနေပြီးတော့ A လာလေတပ်စခန်းအတွင်းကိုတရက်ခုံမမှ short တိုက်တုံးခုနှစ်လုံးကိုပြစ်ခတ်တိုက်ခတ်ရာလေတပ်အရာရှိနဲ့တပ်သားတချို့ထိခိုက်သေးဆုံးခဲ့ပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့စီမံမှုနဲ့ Mountain Knight Civilian Defense Force MKCDF အဖွဲ့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ အခုတိုက်ခိုက်မှုဟာနေပြည်တော်အီလာလေစိတ်ကို၄ချိန်မြောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အာနာသိအကြံဖတ်စစ်ကောင်စီရဲ့အလုံးကြုံဆုံးနဲ့အစစ်မြင့်ဆုံးသောလေးတပ်စခန်းတော်မှာတော်လန်ရေးအင်အားစုတွေရဲ့လက်တကမ်းပြစ်မှတ်အဆင့်ကိုရောက်ရှိနေပြီဖြစ်ကြောင်းကိုတတ်သိပြရင်းနဲ့နိုင်ငံတော်မှာတော်လန်ရေးအရေးကိုဖြစ်စေမဲ့နောက်ထပ်စီရေးပြစ်မှတ်တွေကိုလည်းဒီဇိုင်းမမဆက်လက်ပြီးတော့ပြစ်ခတ်သွားမှာဖြစ်ကြောင်းကိုထုတ်ပြန်ပြောဆိုထားပါတယ်။နေပြည်တော်အီလာလေးစိတ်ဟာနိုင်ငံတကာလေးစိတ်ဖြစ်ပြီးတော့နိုင်ငံရဲ့ဗဟုအချက်အချာမှာတည်ရှိနေတဲ့အတွက် အာနာသိအကြံဖတ်စစ်ကောင်စီရဲ့လေချောင်းတိုက်ခိုက်ရေးအတွက်အနေနဲ့အရရက်ကိုစစ်လေရင်နေစေလွတ်ဖို့အတွက်အဓိကအခြေခံရာအစစ်မြေလေဒါစကားတစ်ခုဖြစ်တဲ့အပြင်စစ်ကောင်စီအကြီးအကဲတွေရဲ့အခြေအနေမဟန်ရင်ထွက်ပြေးဖို့အတွက်အဓိကပြေးပေါက်လည်းဖြစ်တယ်လို့သိရပါတယ်။ဒေသခံပြည်သူတို့ကတော့အေလာလေစိတ်မှာဒီကနေ့မနက်4:48မိနစ်မှာ short tight ဒုံပောက်ကွဲတံများကြားခဲ့ရတယ်လို့အတီးပြုပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းမြင်းမှုမြို့အဝင်းမှာစစ်ကောင်စီရင်မိုင်းဆွဲတိုက်ခိုက်ခံရပြီးတော့ကားကောင်းကန်မိုင်းထိပ်ပြီးတော့ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ10ရက်နေ့မွန်းလွဲ2နာရီခွဲအချိန်ကသကိုင်းမြို့တပ်မ33ကစစ်ကောင်စီတပ်သားအပြစ်ပါတဲ့တွဲကားခေါင်းပြဒစီးနဲ့ခေါင်းဖြူဒစီးကိုမြင်းမှုမြို့အဝင်းမှာပောက်ကွဲအပြင်းနဲ့မိုင်းအကြီးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့မိုးညို Revolution Force MNRF အဖွဲ့ခေါင်းဆောင်ကိုမိုးညို့ကပြောပါတယ်။ ၎င်းမိုင်းဆွဲတိုက်ခိုက်မှုကြောင့်ကားပေါ်မှာပါတဲ့ဆက်တနက်ကင်စစ်သားအပါအဝင်ကားကောင်းကင်ထဲမှာလိုက်ပါလာတဲ့စစ်သားနှစ်ဦးသေဆုံးပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့မိုးညို Revolution Force MNRF အဖွဲ့ကပြောဆိုခဲ့ပါတယ်။ကားကလည်းထိုးရက်သွားခဲ့ပြီးတော့စစ်ကောင်စီအုပ်စုကရန်တမ်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ရှေ့ဆုံးအစီခေါင်းပြနဲ့အစီထိတာကားနှစီးကကက်ရက်ပါလာတာနောက်တစီးလည်းထိသွားတယ်လူထိတိုင်းတော့မကြားရဘူးကားထိသွားတာရှေ့ကခေါင်းပြနဲ့အစီကတော့ခေါင်းချန်ကြီးပြဲ့သွားတယ်အဲ့ဒီနားမှာတင်ထားခဲ့တယ် ထီသွားတဲ့ဆက်သက်နဲ့တမားကိုချက်ချင်းဆွဲချတယ်။ကားကောင်းတဲ့က၄ယောက်ပါတာ၂ယောက်တည်သွားတယ်။စုစုပေါင်း၃ယောက်ပေါ်လို့ကိုမိုးညိုကဆက်လက်ပြီးတော့ပြောပြခဲ့ပါတယ်။အဲ့ဒီစစ်ကောင်စီအုပ်စုဟာမြင်းမှုမျိုးကနေထွက်ခွာခြင်းမရှိသေးပဲမြို့ပေါ်မှာပြစ်ခတ်နေတယ်လို့ဒေသခံတချို့ကပြောပါရတယ်။မိုင်းထိသွားတဲ့ကားကိုမြင်းမှုမျိုးပေါ်ကမိသက်တွေကလာရောက်ဆွဲသွားတယ်လို့သိရပါရတယ်။အဲ့ဒီစစ်စင်ရေးကိုမိုးညို Revolution Force MNRF ပန်ဒဂရမ်9000ကျဲကြောက်ဆဲခိုင်တရဲနဲ့စတဲ့ညီနောင်၃ဘွဲကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းမြင်းမှုမြို့နယ်အတွင်းမုံရွာမန္တလေးလမ်းမှာစစ်ကောင်စီတပ်တွေနဲ့ဒေသတွင်း PDF များပစ်ခတ်မှုတွေဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတိုင်းငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။